ဒီနေ့တော့ကဘာဝချမ်းခန်းကျဆက်ကိုဖြစ်ပါတယ်ခန်းကြီးဆက်ကိုအငယ်တက်မှ၃ကောင်းကင်တမန်နှစ်ပါးတို့သည်ညာဥအချိန်၌တောတို့မြို့သို့ရောက်လာ၏လောထသည်မြို့တကားဝ၌ထိုင်လျက်သူတို့ကိုမြင်လျှင်ခကြီးဥချိုပြုခြင်းကထား၍မြေ၌ဥညွတ်ချလျက်အကျွန်ုပ်သခင်တို့ကိုရတို့ဂျွန်ဤအိမ်တို့ဝင်၍ တညလုံးနေကြပါခြေကိုဆေးကြပါနည်းနည်းစောစောထား၍ကြွသွားကြပါလို့ဟုဆိုလေ၏ကောင်းငင်တမန်တို့ကငါတို့ဒီမဝင်တညလုံးလမ်း၌နေတော့မည်ဟု ဆိုတော်လေကြက်ကြက် တွေးဆောင်သောကြောင့်တဖန်လောတနေရာသို့လှည့်၍သူ၏အိမ်သို့ဝင်ကြ၏လောတလည်းသူတို့အဖို့ပွဲလို့၍တဆေးမပါသောမုန်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏ အငယ်၄မှ၁ထိုသူတို့သည်မအိမ်မီတောတို့မြို့သားယောက်ျားအကြီးအငယ်အရရကလာသောသူအပေါင်းတို့သည်အိမ်ကိုဝိုင်း၍လောတကိုဟစ်ခေါ်လျက်ယနေ့ညမှတင်းအိမ်တို့ဝင်သော လူတို့သည်အပေမှာရှိသည်။ထိုသူတို့နှင့်ငါတို့သည်ဆက်ဆံလိုသည်ဖြစ်၍ငါတို့ထံသို့ထွက်စေလောဟုဆိုကြ၏။လောတသည်လည်းတကားပြင်မှသူတို့ထံသို့ထွက်၍ မိမိနောက်၌တကားကိုပိတ်ပြီးလင်ညီကိုတို့အာရမအမှုကိုဤမြတ်လောက်မပြုကြပါနှင့်အကျွန်ုပ်၌ယောက်ျားနှင့်မဆက်ဆံသောသမီးနှစ်ယောက်ရှိပါ၏သူတို့ကိုတင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့သူတို့၌ပြုကျင်သမျှပြုကြပါလော့ဤလူတို့၌အလင်းမပြုကြပါနှင့်အကြောင်းမူကားသူတို့သည် အကျွန်ုပ်အိမ်မိုးအရေးကိုခိုးနေပါ၏ဟုတောင်းပန်တော်လေ သူတို့ကဆုတ်လော့ဟုဆိုကြ၏တဖန်ကတင်းဒီတဲခိုခြင်းငါသာရောက်လာသည်နှင့်တရားသူကြီးလောက်ရမည်လောယခုမှထိုသူတို့၌ပြုသည်ထက်တင်း၌သာ၍သို့သောအမှုကိုပြုမည်ဟုဆိုလျက်လောတကိုကြက်ကြက်ဖိ၍တကားကိုလည်းပောက်ခွဲချိုးဖဲ့ခြင်းငါချင်းလာကြ၏ထိုအခါကောင်းငေတမန်တို့သည် လက်ကိုဆန့်၍လောတကိုမိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင်တကားကိုပိတ်ကြ၏။အိမ်တကားနာမှရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းကဒဏ်ခတ်သဖြင့်သူတို့သည်တကားကိုရှာ၍ပင်ပန်းခြင်းသို့ရောက်ကြ၏။အငယ်ဆနေမှဆလီကောင်းကင်တမန်တို့ကလည်းဤအရ၌တင်းနှင့်ဆိုင်သောသူရှိသေးသလို။သားသမီးသမက် မြို့ထဲမှာတင်၌ရှိသည်မြကိုဤရက်ကထုတ်ဆောင်လောဤရက်ကိုငါတို့သည်ဖျက်ဆီးရမည်အကြောင်းမူကားအရက်သားတို့သည်သာဝရဖျားရှိတော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍ဖျက်ဆီးစေခြင်းကသာဝရဖျားသည်ငါတို့ကို ဆေလွတ်တော်မူပြီးဟု လောတာအားပြောဆိုကြ၏လောတာထွက်၍တမိနှင့်ဆုံဖက်တော်သူမိမိတမက်တို့အားထကြဤရက်မှထွက်သွားကြ ဤမျိုးကိုသာရဖျားဖြစ်စည်းတော်မူမည်ဟု ဆိုတော်လေကြည်စားဟန်ရှိသည်ဟုတမက်တို့သည်ထင်ကြ၏အငယ်၅မှ၁မိုးတော်တော်ခါကောင်းကင်တမန်တို့သည် လောတကိုဆော်လျက်တင်းဒီထ၍ဤရက်၌ရှိသောမယားနှင့်သမီးနှစ်ယောက်တို့ကိုဖြူသွားလောသို့မဟုတ်မြို့ဤအပြစ်၌ဆုံးခြင်းတို့ ရောက်လိမ့်မည်ဟုဆိုတော်လေ သူသည်ဖိနှွဲသောအခါသာဝရဘုရားတနာတော်မူသောကြောင့်ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယားသူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍မြို့ပြင်သို့ထုတ်ဆောင်ကြ၏အငယ်၁၉မှ26ပြင်သို့ရောက်သောအခါတင်းသည်အသက်ချမ်းသာရခြင်းကပြေလောနောက်သို့လှည့်၍မကြည့်နှင့်မြည်ညီသောအရ၌အလင်းမဏိနှင့်တောင်ပေါ်သို့ပြေလော ို့မဟုတ်ဆုံးလိမ့်မည်ဟုဆိုလေ၏လောတကလည်းအကျွန်ုပ်သခင်ထိုတို့မဆိုပါနှင့်ယခုမှကိုရော့ကျွန်သည်ရှေ့တော်၌မျက်နှာရပါပြီအကျွန်ုပ်အသက်ချမ်းသာစေသဖြင့်အကျွန်ုပ်၌ပြုတော်မူသောဂုဏကြီးစုများပြားလှပါ၏ဘေးလွ၍တောင်ပေါ်တို့မပြေးနိုင်ပါဘေးတစုံတစ်ခုတွေ့၍တေမီကိုစိုးရင်ပါ၏ကြည်ပါ ထိုမြို့နီးပါ၏ ပြေးตาပါ၏ငယ်သောမျိုးလည်းဖြစ်ပါ၏ဘေးလွေ၍ထိုအရက်တို့ပြေးပြရစေ ထိုမျိုးသည်ငယ်သောမျိုးမဟုတ်လောတို့ပြေးလင်အသက်ချမ်းသာ ရပါမည်ဟုလျှောက်ဆို၏ထိုသူကလည်းကြည်ပါဤအမှုရာ၌လည်းတင်ဤစကားကိုငါနားထောင်စေခြင်းငှာထိုမျိုးအတွက်တောင်းမှန်သောကြောင့်ငါမဖြစ်စီဘေးလွေချင်းငှာထိုမျိုးတို့အလင်းမြန်ပြေးလော့ ထိုမျိုးတို့မရောက်မီငါသည်အပေအမှုကိုမျှမပြုတ်နိုင်ဟု ဆိုလေ၏ထိုကြောင့်ထိုမျိုးကိုဇောယမျိုးဟုတမုတ်ကြ၏လောတာသည်ဇောယမျိုးတို့ ဝင်သောအခါမြေကြီးပေါ်မှနေထွက်ခြင်းဖြစ်သည်ထိုအခါကာရဖျားသည်ကောင်းကင်ထက်အထံတော်မှတောတို့မျိုးနှင့်ဂေါမောရမျိုးအပေါ်သို့ကန့်နှင့်မိမိုးကိုရွာစေတော်မူ၏ ထိုမြို့တို့ကို၎င်းဂျင်အရက်တလျှောက်လုံးကို၎င်းမြို့သားအပေါင်းတို့ကို၎င်းမြေ၌ပေါက်သမျှကို၎င်းမှောက်လဲတော်မူ၏လောတ၏မယားမူကားနောက်သို့လှက်ကြည့်၍စားတိုင်ဖြစ်လေ၏အငယ်၂၉မှ38နန်းနေစောစောအာပြဟန်ဒီထ၍ထာဝရဘုရားရှိတော်၌ရက်နေသောအရက်တို့တွားပြီးလျှင် တော်တော်မျိုးနှင့်ဂေါမောရမျိုးမှစသောဂျိုင်းအရက်တလျှောက်လုံးကို ကြည့်ရှု၍မိဖို့၌အခိုးခဲ့သို့တပီလုံးအခိုးတက်သည်ကိုမြင်နေ၏ထိုသောဖျားခင်သည်ဂျိုင်းထဲမှရှိသော မျိုးတို့ကိုဖျက်ဆီးသောအခါအာဗဟံကို အောင်းမေတော်မူ၏လောတနေသောမျိုးတို့ကိုမှောက်လဲသောအခါမှောက်လဲရာထဲကလောတကိုလွှတ်လိုက်တော်မူ၏လောတသည်ဇောယမျိုးမှထွက်၍ တမီးနှောက်တဲ့တကွတောင်ပေါ်မှာနေ၏ဇောရမြို့၌မနေဝွင့်၍တမီးနှောက်တဲ့တကွဥမင်၌နေ၏တမီးအကြီးကငါတို့အဖအိုပြီးမြေကြီးသားအပေါင်းတို့ဤဘာသာတိုင်းငါတို့ထံသို့ဝင်ရသောယောက်ျားတယောက်မျှမြေပေါ်မှာမရှိလာကြငါတို့အဖကိုစပြည့်တိုက်ကြဆိုငါတို့အဖဤအမျိုးအနွယ်ကိုစောင့်မ၍သူနှင့်အိတ်ကြဆိုဟုညီမကိုပြောဆို၏ ထိုနေ့ညမှာသူတို့ဒီအဖကိုစပည့်တိုက်ပြီးလင်တမိအကြီးဒီဝင်၍အဖနှင့်အိတ်လေ၏သူအိတ်ချောင်းကို၎င်းထချောင်းကို၎င်းအဖမတိ။လက်ဖြန်နေတွင်အကြီးကလည်းမနေ့ညမှာငါဒီအဖနှင့်အိတ်လေပြီ။ယနေ့ညတဖန်သူကိုစပည့်တိုက်ကြဆိုတင်းဒီဝင်၍အဖ၏အမျိုးအနွယ်ကိုစောင့်မခြင်းကသူနှင့်အိတ်လို့ဟုညီမကိုပြောဆို၏။ ထိုနေ့ည၌လေသူတို့သည်အဖကိုစပြည့်တိုက်ပြီးလျှင်အငယ်သည်ဝေ၍အဖနှင့်အိတ်လေ၏အိတ်ကြောင့်ကို၎င်းထားကြောင့်ကို၎င်းအဖမတိထိုတို့လောတ၏တမိနှယောက်တို့သည်မိမိအဖအားဖြင့်ပရိတ်တိဆွေးနေ၏တမိကြီးသည်သားကိုဖွား၍မောဘအမိဖြင့်မှဲ့လေ၏ထိုသူသည်ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏အဖဖြစ်သည် သမီးအငယ်သည်လဲသားကိုဖွာ၍ဗေနေမိအမိဖြင့်မှဲ့လေ၏ထိုသူသည်ယနေ့တိုင်အောင်ရှိသော အာမုံအမျိုးသားတို့၏အဖဖြစ်သည်အဲနောက်ဒီမှာပြန်တွေ့မယ်ဘက်သွားတာလေ